ဒါအတိတ်ဘဝကအမပဲဒါပေမဲ့ဒီဘဝမှာတော့ကိုရင်တည်းရဲ့တက္ကမလေးဖြစ်နေပြီဟုတ်ပြီလားနော်ညီမပေါ့ကိုရင်ကတော့ဒါအမတတ်တော်မှာပေါ့ဘဝကျတော့ညီမတဖြစ်မှာပေါ့နော်ကုလိုကောင်းမှုပြုလုပ်ရင်တဲ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာယူမှာတော့ကောင်းတဲ့ဘုံဘဝလေးမှာကောင်းတဲ့ဘုံဘဝလေးမှာပြန်ဖြစ်တယ်လေနော်ဒါလည်းဘုန်းကြီးကကြည်ချူတဲ့ပြိတ္တတွေကိုသိစေခြင်းလို့ပါကဲတက္ကမတွေတက္ကရာတွေ လူဝင်စားအဆက်လေးတင်ပေးပါဆိုလို့ဘုံကြီးကဒါတင်ပေးရခြင်းဖြစ်ပါတယ်ဒါကတော့လူဝင်စားလေးပါဒါကအတိတ်ဘဝတုန်းကသူ့ရဲ့အဖေပါဒါကတော့ဟိုဘဝတုန်းကအတိတ်ဘဝတုန်းကဟိုဘဝတုန်းကဒီကိုရင်လေးသူ့ရဲ့မောင်လေးပါဘုံကြီးရဲ့ဒကမလေးရဲ့မောင်ကိုရင်လေးပါအခုအတိတ်ဘဝကဒကမလေးရဲ့ အဖေနဲ့တွေ့ရတော့ဝမ်းတာလားဝမ်းတာပါဘူးဝမ်းတာတယ်နော်အဖေနဲ့တွေ့ရတော့ဒကာကြီးရောအဲ့ဒါသူငငယ်တုန်းကစကားတွေအဲ့ဒါဒကာကြီးဆိုတာပစ္စည်းတောင်းတာရှိတယ်ငငယ်တုန်းကတော့အဲ့လိုတော့မတောင်းတော့ဘူးတောင်းတတ်တဲ့အရင်မြောက်တွေ့ရပဲတီးတော့တိပြီဆိုတော့လာနေတော့တာဟောတိနေလာနေတော့လာပြီအဖေမိလည်းခေါ်တတ်ပြီတဲ့ခါသူအဖေမေကိုရှာတော့တာပဲလားတိပြီဆိုရင်လည်းရှာတော့တာပဲတိပြီပစ္စည်းလာတောင်းတာပစ္စည်းကနောက်မှတောင်းတာပဲဟောပစ္စည်းကနောက်မှတောင်းတာပဲ ။တမီးလေးအဲ့ဒါဆုံးသွားတာတိလား။ဒီမှာဆုံးသွားရလဲ။ဒကမလေးက။ဟမ်။ဆေးရုံမှာဒကမလေးကဆုံးသွားတာ။ဒါကတော့ဟုတ်တလား။ဆေးရုံမှာဆုံးတာ။ဆေးရုံမှာဆုံးပြီးတော့မှအင်ကိုပြန်ပုံတော့အကျိုး။အာဒီဒကမလေးကဆေးရုံမှာဆုံးသွားတာ။ဆုံးမှာအင်ကိုအင်ကိုပုံတော့မှအကျိုး။တကျူတာ။အဲ့ဒါဘယ်နှစ်နှစ်တားလောက်မှလဲဒါကတော့ ဟုတ်ကဲ့၄နှစ်ကျော်၅နှစ်ပြည်တာလေးနော်။ဩ၄နှစ်ကျော်၅နှစ်။ကဲဒီကမလေးဘယ်နှစ်လောက်ထင်တယ်လဲ။အဲ့လောက်လောက်ပဲလား။ဩ၄နှစ်ကျော်၅နှစ်။ तू ကပြောတယ် तू မွေးထားတဲ့ဒီဒီကမလေးမွေးထားတဲ့ခွေးတွေတောင်မှရှိသေးတယ်လို့ပြောတယ်။ရှိတယ်။ခွေးတွေကတော့အခုတော့မရှိဘူးနော်။အခုတော့မရှိတော့ဘူးနော်။အဲဒီဘက်ကတော့ဒါဒီဒီကမလေးရဲ့မောင်နေမောင်ကိုရင်နေဒါပေမဲ့ ဒါတော့အတိတ်ဘဝတုန်းကတော့မောင်ပေါ့အခုကျတော့ဒီတဲ့ကဘုံရဲ့တပည့်ကိုရင်ကတော့ဖြင့်သူကတော့16နှစ်ရှိပြီတဲ့တက္ကမလေးကဘယ်နှစ်ရှိပြီလဲ16ပြည့်ပြီ16ပြည့်ပြီပြီကိုရင်ကျတော့16 16ဒါဆိုရင်ဒါဒီဘဝမှာတော့ကိုရင်ကအကူဖြစ်သွားတာပေါ့ဘဝတုန်းကတော့မောင်ပေါ့နော်ဒီကိုရင်ကပါမွေးတဲ့အခါမွေးပြီးမှ သကမလေးကတေးတာလားမမွေးခင်တေးတာလားမမွေးခင်အော်မမွေးခင်ဒီကိုဒီကိုနပါမပွေးခင်တော့မလေးကဆုံသွားတာပေါ့အဲ့ဒါတူကြီးရောတမီပေါ့ဒါကတော့ရဲ့တူကြီးရောတမီတမပါဗျာအခုမှတေးတဲ့ခါကိုကိုရင်ကြီးကပိုက်ထက်မှာ6လရှိတယ်။အော်တေးတဲ့ခါကိုမှ6လရှိနေပြီ။ပိုက်ထက်မှာ။ဒီဒီဘက်ကကိုရင်ကြီးက6လတော့6လရှိနေပြီ။ဟုတ်ပြီ။ အဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာမှာကျတော့ကုလိုကောင်းမှုပြုတယ်ဆိုရင်ဒါလူပြောင်းဝင်စားတာပဲလေကောင်းမှုကုလိုပြုတဲ့အတွက်ကြောင့်လူပြောင်းဝင်စားကြတယ်ကောင်းတဲ့ဘုံပြန်ရောက်တယ်ပေါ့လေအချို့ချို့ဘာသာတွေမှာကျတော့ဒီလိုမရှိဘူးလေအဲကြောင့်မို့ဒါတူဒီတက္ကမလေးကတက္ကတော်ရဲ့အသိဘွားကသမီးဒီဒီတက္ကမလေးကကုလကံထူးလို့လူဘွားကိုပြန်လာတာလေဟုတ်လားကုလိုကောင်းမှုတွေပြုဖို့ကုလိုကောင်းမှုဆိုတာ ကုလိုကောင်းမှုပြုဆိုတာလူဖို့ပြောတာမဟုတ်ဘူး။ဘုံတို့ဒီလာပဲစောက်တီစောက်တီဝိပဿနာဘာဝနာတွေပဲပွားများအားထုတ်ထုတ်เนาะဒါတွေကိုဆိုလိုတာပါပဲ။တချို့ကျတော့ကုလိုကောင်းမှုလို့ပြောလိုက်တာနဲ့လူကတန်းနေလို့ထင်ကြတာလေနော်။ဒါသာတာပြီးတဲ့ချက်ပြုတဲ့ခါကိုလည်းကိုရင်ကြီးကိုကိုရင်ကြီးနဲ့ကိုရင်လေးကိုချက်ပြုတဲ့ခါလည်းသူကတပိတ်ဆိုရင်အာတင်ကားမရရတယ်ခင်ဗျာ။ဘလို့ဘလို့လည်းဖုန်းနားမလဲ။သူက တင်ကမှာသူကအမိခင်နေရာမှာတင်ကမှာရွက်ခိုင်းတာတကယ်တော့အော်တင်ကမ်းရွက်ခိုင်းလိုက်တာနော်အင်းကဲတကမလေးမှာအဖေနဲ့သူရတော့ဝမ်းတာလားဝမ်းတာအဖေကိုဘာကတ်ချွဲပြီးပြီလားဘာမှရှိရဘူးလားမာကွေနေရောကွေနေရမှာတွေးရပြီလေစကားပြောနော်နော်ကွေနေရောစကားပြောနော်ဒါအတိတ်ဘဝကအမပဲဒါပေမဲ့ဒီဘဝမှာတော့ကွေနေရတကမလေးဖြစ်နေပြီဟုတ်ပြီလား နော်ညီမပေါ့ကိုရင်ကတော့ဒါအမတတ်တော်မှာပေါ့ဘဝကြတော့ညီမတဖြစ်မှာပေါ့နော်ကုလို့ကောင်းမှုပြုလို့ရင်တဲ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာယူမှာတော့ကောင်းတဲ့ဘုံဘဝလေးမှာကောင်းတဲ့ဘုံဘဝလေးမှာပြန်ဖြစ်တယ်လေနော်ဒါလည်းဘုန်းကြီးကကြည့်ရှုတဲ့ပြိတ္တတွေကိုသိစေခြင်းလို့ပါနာမည်ကြည်ဖို့ဗာဖို့လို့မဟုတ်ပါဘူးတို့ချို့ကြတော့ဒီလိုတွေအယူမရှိတဲ့ပုံကိုယ်တွေကြတော့ဥပ္ပမလားအဲ့လိုထင်တယ်လေအဲတက္ကမလေးဗမာနေတာလဲ ်ဆိုရင်မွေးရကတိကျင်းကကတိဘုံတော်ကြီးတောင်းတယ်ကျင်းရပြီအခုပြန်တန်းရောက်သွားပြီလေ၁၀တန်းပြာ၁၀တန်းရောက်သွားရင်တော့ဒကမလေးတိတ်ဘွားကနာမည်လေးတိတိလားဟမ်ဟမ်အတူထက်ထက်လိုပဲတည်ရဗျဟုတ်လားတကတော့တင်ပါပဲထက်ထက်ပဲခေါ်တာတပည့်တော်ဩတကတော့ဟိုကလည်းထက်ထက်ပဲခေါ်တာထက်ထက်ပဲခေါ်တာဟောအဲ့တော့သူအေးထက်ထက်လည်းမှတ်မိတယ်နော်ပြီးရတာတော့တပည့်တော်က အဲ့လိုတိနေတဲ့ခါကျတော့အရင်တော့ငယ်တုန်းကလည်းသူပြောလိုက်ပြီးတော့ဖျားလုံးအာဂျီနိုတပြည့်တော့ငါစမမီးတော့တာဘူး။အော်သူကဖျားတယ်နော်။အခုအဖေနဲ့လည်းမှတွေ့ရပြီ။ရွှဲအောင်နော်။ဟောမမောင်နေမောင်ကိုရင်လို့ပဲပြောတော့မယ်လေနော်။နော်ဒီဘွားမှာတော့အကူပေါ့မှာတွေ့ရစကားလေးပါလေပြော။ဟုတ်ပြီနော်။အဲမပါပဲပြည့်ကြည်ရတဲ့ပြည့်တတ်တွေလည်းဒါသူတို့အတွက်အခုတို့ကောင်းမှုတွေသူတို့ပြုလုပ်ရင်ဒီလို ကောင်းကျိုးတွေရပါလားဆိုတာသိရှိသွားတာပေါ့အဲဆိုတော့ခွန်ကြီးတို့ဗုဒ္ဓဘာသာအနေနဲ့ကုလိုကောင်းမှုပြုတဲ့အခါမှာကံကံရဲ့အကျိုးကိုပို့လို့ယုံသွားတာပေါ့လေနော်ဒါကြတော့ကိုအဲ့ဒီအတွက်ဘုန်းကြီးဒါလေးတင်ပေးရခြင်း ဖြစ်ပါတယ်အဲကြီးရှုကြတဲ့တိတော်ဘောကဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလူငယ်ဆန္ဒပြည့်ဝကြပါစေ Ha ha ha!